အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ကြာကြီးကြောက်တဲ့အရာ ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာတခါတော့ငါပေါ့ဗျာရွာလေးတွေ့ရရှိတာပေါ့အဲ့ဒီရွာမှာကြာကြီးတကောင်နေထိုင်ပါတဲ့ကွယ်ကြာကြီးဟာတော်တဲ့ကတွေးဆန်လေးတွေကို ဖမ်းယူစားတောက်နေရကနေလူတွေနေတဲ့ရွာကိုရောက်ရှိလာပြီးတော့လူသားစားရှင်တဲ့ကွယ်အဲ့ဒါလို့နဲ့လူတွေကိုလည်းနည်းနည်းလေးလက်တော့ရွာတဲကိုမဝင်ရဲပဲနဲ့ရွာအနီးနားနေရာမှာခဏခဏလာချောင်းနေပါတော့တဲ့ကွယ်အဲ့ဒါလို့နဲ့တညမှာတော့ကြာကြီးဟာငါဒီနေ့လူသားစားရမှဖြစ်မယ်အဲ့ဒါလို့နဲ့ကြာကြီးဟာရွာနဲ့အနီးဆုံးသားမှရှိတဲ့အိမ်တအိမ်ကိုချင်းကက်လာပါတော့တယ်ကြာကြီးဟာ အိမ်တဲကနေပြီးတော့ကလေးငုတ်တံကိုစူစူဝါဝါကြားလိုက်ရပါတော့တယ်။ကလေးငုတ်တိတ်မှဝင်မယ်ဆိုပြီးတော့လဲစောင့်နေတာပေါ့ဗျာ။အဲ့ဒါလို့နဲ့ကလေးကလည်းလုံအောင်ကိုအငုတ်မသိပ်ဘူးတဲ့ကွယ်။အဲ့ဒီအခါကလေးမိကမငုတ်ပါနဲ့တားရဲ့ညခွေကြီးလာလိုက်မယ်။အဲ့ဒါလို့နဲ့အမေဖြစ်သူကပြောလိုက်ပါတော့တယ်။အဲ့ဒီအခါကြားကြီးကဟာညခွေလာမယ်ဆိုပါလား။ကြားကြီးကတွေးလိုက်တယ်။ဒါပေမဲ့ကလေးကအငုတ်မသိပ်ပဲဆက်ငုံနေပါတော့တယ်။ ီကလေးကညခွေးလာမယ်ဆိုတာတော့မကြောက်ပဲလို့ကြာကြီးကခြံလိုက်တာပေါ့ဗျာအဲ့ဒီနောက် အမေဖြစ်သူကလည်းမုံကိုပါနဲ့တားလေးရဲ့ဝဝင်ကြီးလာလိုက်မယ်လို့ထပ်ပြီးခြောက်လန့်ပြန်ပါလေရောကလေးကလည်းအငိုမရက်သွားဘူးပေါ့ဗျာအဲ့ဒီအခါကြာကြီးကဒီကလေးကတော့ဝဝင်ကြီးလာမယ်ဆိုတာတော့အမေစကားကိုနားမထောင်ပဲငိုနေတော့ပဲဟာတော်တော်တတိကောင်းတဲ့ကလေးပဲလို့တွေးလိုက်ပြန်တဲ့ကွယ်အဲ့ဒီအခါအမေဖြစ်သူကဆက်ပြီးတော့ တိတ်မလားမတိတ်ဘူးလားကြာကြီးကဟိုပဒင်းပေါက်ကနေရောက်လာပြီးလာကြိုက်ခိုင်းလိုက်ရမလားလို့ထပ်ပြီးခြောက်လန့်လိုက်ပါတော့တယ်အဲ့ဒီအခါကြာကြီးကလည်းဟာဒီကလေးကခုလောက်ဆိုကြောက်လောက်ပြီပေါ့သူတိတ်တာနဲ့ငါခဏနေဝင်စားပလိုက်မယ်လို့တွေးလိုက်ပါတော့တယ်အဲ့ဒီအခါကလေးကလည်းပို့ပြီးတော့အောင်ငုံလိုက်ပါတော့တယ်အမလေးဟာဒီကလေးကတာမန်ကလေးတော့မဟုတ်ဘူးငါရောက်နေရတော့မကြောက်ဘူးဆိုတော့ငါစားလို့ရောဖြစ်ပါမလားဆိုပြီးကြာကြီးကတွေးလိုက်တာပေါ့ဗျာအဲ့ဒီအချိန်မှာအမေဖြစ်သူက အေးပါအေးပါဖြေးကြီးလာတော့မယ်လို့ပြောလိုက်တာနဲ့ကလေးကအငိုတိုက်သွားပါတော့တယ်။ကြားကြီးကလည်းအမလေးဖြေးကြီးဆိုတာကဘာကြီးလဲ။မြေခွေးတုံးကလည်းမကြောက်ဘူး။ဝတ်ဝင်ကြီးတုံးကလည်းမကြောက်ဘူး။ငါ့လိုကြားကြီးကိုတော့မကြောက်တဲ့ကလေးလေးကဖြေးကြီးလာမယ်ဆိုမှဘာလို့ကြောက်ပြီးအငိုတိုက်သွားရတာလဲ။ဖြေးကြီးဆိုတာကရောတော်တော်ကြောက်ဖို့ကောင်းမှပဲလို့တွေးလိုက်မိတာပေါ့ဗျာ။အဲ့ဒီအခါလာပြီလာပြီဖြေးကြီးလာပြီဆိုတဲ့ကလေးရဲ့အဖေရဲ့အတန်ကူပါကြားလိုက်ရတော့ ကြာကြီးကကြောက်ပြီးတော်တယ်ပြန့်ပြေးတာတနေ့ပါရောတဲ့ကွယ်ဒီကနေ့ပုံမြင်လေးကတော့ဒါပါပဲဗျာပုံမြင်လေးကိုအစုံအထိအားပေးနာဆင်သွားကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ